အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးမယ့်လက္ခဏာဘူးတာလီကတော့ကာမလန်ချောင်းလို့ခေါ်တဲ့ငကားငွေလန်ချောင်းပဲဖြစ်ပါတယ်ဒီကာမလန်ချောင်းလို့ခေါ်တဲ့ငကားငွေလန်ရဲ့အာနိသင်ဟာလူတူဦးကိုအများအပြားအစိုးဘက်ကိုပဲပြတာမဟုတ်ပဲအကောင်းဘက်ကိုလည်းအထောက်အကူပြုပါတယ်ဒါကြောင့်ဒီလန်ချောင်းကိုကောက်ချက်ချရမယ်ဆိုရင်သူ့ရဲ့မူလလက်အခြေခံကိုပဲအထူးမူတည်နေတာကိုတွေ့ရပါတယ်ဒီလန်ကိုတွေ့တိုင်းလဲသူဟာတောက်စားမှုရဲ့ပျော်ပါးနေတယ်လို့မတွေ့ရပါဘူး ဒီလန်းဟာအပြတ်တောင်မရှိထင်ရှားစွာနဲ့ယက်တီနေမယ်ဆိုရင်ဒူဒူဟာကာမဂုံအာယုံမှာတော့နစ်မျောနေတတ်တယ်အကောင်းကြိုက်တယ်အကောင်းဆိုးဟာသူ့ရဲ့လက်ပေါ်မူတည်ပြီးတော့သူ့အားတန်ရာကိုဆွဲဆွဲမြဲမြဲစောက်ချပြီးလှုပ်တတ်တယ်သူဟာရုပ်ပိုင်းဆိုင်ရာစိုးမိုးတဲ့သူဆိုရင်တော့အပျော်ပါလွန်ကျူးမယ်အယက်သေးစားတောက်စားမူရင်မယ်စိတ်ထိခိုက်လွယ်မယ်ဒါပေမဲ့သူကလက်တွေ့အကြောင်းအရာကြီးဆိုးတဲ့သူဆိုရင်တော့အကောင်းကြိုက်မယ်အလားပါမတ်မယ်စုံဖြတ်ချက်တွေခိုက်မှာမယ်စွဲမြဲတတ်တဲ့အကျင့်ရှိမယ် ငွေမဲ့မောမဲ့ပုံစံမျိုးစုံရှိမယ်။အထူးသဖြင့်သူတို့မှာတူညီတာကတော့ခရီးသွားရခြင်းနဲ့ဘဝမှာလှုပ်ရှားရခြင်းကိုကြိုင်နေသက်ခြင်းတွေကတော့တူညီကြပါတယ်။နောက်တစ်ခုကတော့အမှုခင်ဖြစ်ပြီးထောင်အချုပ်ကြားရတတ်တဲ့အမတ်သားတွေကြောင့်ဖြစ်ပါတယ်။ဒီအမတ်သားတွေကိုထောင်ကြခံရပြီးလွတ်လာတဲ့သူထံကနေကြီးလာရပါတယ်။ပုံမှန်ပြထားတဲ့လောက်အပြင်ကိုကြည့်ပါ။ပရမအူဆုံးကတော့အသက်လန်က၄တော့ကွက်ပဲဖြစ်ပါတယ်။ဒါကတော့ထောင်အချုပ်ကြားရတဲ့အဓိကအမတ်သားပဲဖြစ်ပါတယ်။ ောက်တစ်ခုကတော့အင်္ဂါဂျူခုံကကျွန်းဖြစ်ပါတယ်ဒီကျွန်းပါရှိတဲ့သူဟာအတိုက်ခံလောက်တတ်ပါတယ်အတိုက်ခံလောက်မယ်ဆိုရင်လည်းမအောင်မြင်တတ်ပါဘူးနောက်တစ်ခုကတော့တနင်္လာဂျူခုံကကျွန်းဖြစ်ပါတယ်ဒါကတော့မိမိရဲ့ကံကိုရုတ်တရက်နှိပ်ကြစေတတ်ပါတယ်နောက်ဆုံးချက်ကတော့ညံလန်းတဲ့အသက်လန်းချာကချက်ချီခတ်ပဲဖြစ်ပါတယ်ဒါကအမှုကိုရုံနှိပ်စေတတ်ပါတယ်ဘယ်အသက်မှာဖြစ်ရမလဲဆိုတာကိုတော့ကြံတဲ့အချက်လက်တွေနဲ့ညှိယူရအောင်မှာဖြစ်ပါတယ်ဤဝိယအဖြစ်ဒီလိုမှတ်သားတွေပါလာခဲ့မယ်ဆိုရင်တော့ထောင်ချုပ်ကြားရတတ်ပါတယ် ါကြောင့်ဒီလိုမှတ်သားတွေပါလာခဲ့မယ်ဆိုရင်အတူတတိပြုဖို့လိုအပ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ဂီးသွာလမ်းကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ပြရတဲ့လောက်ဝါးပြင်ကိုကြည့်ပါ။ဂီးသွာလမ်းကြောင်းရဲ့အစုံမှ၄တော့ကွက်သို့မဟုတ်တွီးကံမှတ်သားနဲ့အစုံသက်နေမယ်ဆိုရင်သူသူဟာအန်ဒီရဲ့ကြုံတွေ့ရပြီမဲ့လဲထိခိုက်ဒဏ်ရာရနိုင်တဲ့ BND ရဲ့ကနေတားဆီးနိုင်တဲ့အခြေအနေကိုကြုံရတတ်ပါတယ်။သေဘေးကနေကဲတင်တဲ့သူပေါ်လာပြီးမသေးဘဲနဲ့အသက်ရှင်လွတ်မြောက်နိုင်ပါလိမ့်မယ်။နောက်တော့မျှဝေပြီးမဲ့လက္ခဏာကတော့လက်ကြာယူသူတွေကြောင်းပဲဖြစ်ပါတယ်။ လက်ကြာရိုးသူတွေဟာငွေကြေးစုလို့မရဘူးဆိုတာမဟုတ်ပါဘူးလက်ဝါအလဲတက်တက်အင်္ဂါလွင်ပြင်ခွက်နေရင်တော့အိတ်ပေါင်းနဲ့ဖားကောက်ဆိုသလိုငွေအထွက်အလွန်များရလို့လက်ဝါခွက်နေတဲ့သူတွေကတော့ငွေစုရခတ်တက်ပါတယ်လက်ချောင်းတွေတစ်ခုနဲ့တစ်ခုစေးမနေပဲကွာဟလွန်းနေတဲ့သူတွေကတော့အလုပ်တစ်ခုကိုစိတ်မပိုင်ပြီးပြီးရောလောက်ကန်တက်ပါတယ်စိတ်ပါတဲ့အလုပ်ဆိုရင်တော့သူများနဲ့မတူအောင်လောက်ကန်တက်ကြပါတယ်လောက်မယ်လို့ဆုံးဖြတ်ပြီးရင်လည်းမဖြစ်မနေလောက်ကန်တက်ပါတယ် မလုတော့ဘူးဆိုရင်လည်းဘယ်သူလာခိုင်းခိုင်းမလုတော့ပါဘူးလူမှုဆက်ဆံရေးမှာလည်းဟန်ဆောင်မှုကင်းရှင်းတတ်ပါတယ်အပေးကမ်းလည်းရရောတတ်တယ်လို့လက်ကြာယူတဲ့သူတွေနှမျောတွန့်တူရင်လည်းသူများထက်ပိုတတ်ပါတယ်သူတို့ဟာစကားပြောရတာနည်းနည်းတော့လက်ပေါက်ကတဲ့အထဲမှာပါတတ်ပါတယ်လူတယောက်ပေါ်ကောင်းချင်မိလဲသူများနဲ့မတူအောင်ကောင်းတတ်ပါတယ်မကောင်းတော့ဘူးဆိုရင်လည်းလုံးဝလဲမကြည့်တတ်ပါဘူးအချစ်ရေးမှဆိုရင်လည်းထုံနီတူစွာပဲဖြစ်ပါတယ် ချစ်မိလည်းအသေးအံချစ်တတ်ပြီးမုံပြီးဆိုရင်လည်းခါခါတီတီမုံတတ်ပါတယ်နောက်တစ်ခုကတော့ဘဝမှာအောင်မြင်မှုတွေရပြီးဩဇာကြီးစေတဲ့တမှုထူးခြားလျက်ရှိတဲ့ကျမ်းမာရေးလမ်းကြောင်းကြောင့်ဖြစ်ပါတယ်အသက်လမ်းကြောင်းကနေထွက်ပေါ်လာတဲ့ကျမ်းမာရေးလမ်းကြောင်းဟာကျိုးမရှိအပြက်လမ်းကြောင်းမရှိအပြက်တောင်းမရှိပုံမှန်ပြထားသလိုမျိုးတင်းရှားအားကောင်းစွာနဲ့နှလုံးလမ်းကြောင်းအောက်မှာဖြစ်စေညာလမ်းကြောင်းဆုံးမှာတွီးကံဖြစ်တဲ့အဆုံးတတ်ထားရင်ဖြစ်စေကျမ်းမာရေးကောင်းမွန်ပြီးဘဝတိုးတက်အောင်မြင်မှုရတတ်ပါတယ် မိမိနေထိုင်ရာမိသားစုမိမိကျင်လည်ရာပတ်ဝန်းကျင်မှာလည်းဘောဇာကြီးမားတတ်ပါတယ်။အဲ့ဒီလမ်းကြောင်းကပဲကျွန်းလေးအပြက်လမ်းကြောင်းလေးတန်ခွင်းဆက်တွေအပြက်တောက်တွေရှိနေတော့ကျမ်းမာရေးချူချာတတ်ပါတယ်။တကူဩဇာနေတတ်ပါတယ်။လူရာဝင်မှု နေတတ်ပါတယ်။နောက်တစ်ခုကတော့အသက်လမ်းကြောင်းအကြောင်းပါ။ပုံမှန်ပြထားသလိုမျိုးအသက်လမ်းကြောင်းကကျိုးပဲ့ပြက်တောက်ပြီးတော့ပြန်ဆက်ထားမယ်ဆိုရင်ကျမ်းမာရေးတစ်ကြိမ်အသေးအသန့်ဖြစ်တတ်ပါတယ်။ ေပြီလို့ထင်မှတ်ထားတဲ့သေရွာပြန်လေးရက်လက်မှာအခုလိုအမှတ်သားမျိုးတွေ့ရလေးရှိပါတယ်။အသက်လမ်းကြောင်းအရင်ကအယောင်တွေမိန်ဖြော့နေတာကလည်းအာယုံကြောအားနေတက်ပါတယ်။မျက်လုံးအားနေတက်ပါတယ်။အခုလိုအသက်လမ်းကြောင်းရှိတဲ့သူတွေဟာအစာတောက်နေထိုင်ကိုဆရာဝန်တွေရဲ့လမ်းညွှန်ချက်အတိုင်းနေထိုင်စားတောက်ရင်ပိုပြီးကောင်းနိုင်ပါလိမ့်မယ်။ပုံမှန်ပြထားတဲ့လက်ဝါပြင်ပိုင်ရှင်ကနိုင်ငံခြားမှာပညာတော်သင်ယူခွင့်ရမရသိကျင်နေပါတယ်။ အဲ့ဒီမေကွန်းရဲ့အဖြစ်အတွက်သူရဲ့လက်ဝါးပြင်ကိုကြည့်ရအောင်ပါသူရဲ့လက်ဝါးပြင်မှာဆိုလမွန်လက်စုပ်ကိုအတင်ရှားမြင်ရပါတယ်ဒါကတော့ပညာသင်ယူတဲ့နေရာမှာအမြန်တက်မြောက်နိုင်စွမ်းရှိပါတယ်ကုညီပေးမဲ့သူပေါ်တတ်ပါတယ်သူရဲ့ဉာဏ်လန်းကနှစ်ခုရှိပါတယ်ဒါကတော့သူဟာဘာသာစကားကိုကျွမ်းကျင်လိမ့်မယ်သူရဲ့လက်ဝါးပြင်မှာပြည်ပကိုသွားနိုင်တဲ့လမ်းကိုတင်းလာကြိုးကောင်မှာအလျားလိုက်တွေ့ရပါတယ်ဒါကြောင့်အချိန်ကြရင်သူဟာသူစူးစမ်းတဲ့ပြည်ပပညာကိုသင်ယူရပါလိမ့်မယ် ူရဲ့လက်ဝါးပြင်မှာဩဇာအာဏာလမ်းကြောင်းကိုလည်းလက်ညိုရင်းအတိတက်နေတာကိုမြင်ရပါတယ်။ဒါကတော့သူ့ရဲ့ရည်ရွယ်ချက်တွေကိုပြေဝစေမှာဖြစ်ပါတယ်။အသက်29နှစ်နဲ့28နှစ်လောက်မှာတွေ့ရပါတယ်။ကံလမ်းကြောင်းကလည်းတနင်္လာဂျူခုံကနေစနေပါတယ်။ဒါကပြည်ပကိုသွားရလေးရှိပါတယ်။ဒါကြောင့်ဘေညာအားလုံးကိုဂျုံကိုပေါင်းဆက်လိုက်တဲ့အခါမှာတော့သူဟာပညာတော်သင်ပါမဲ့သူဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်တွေ့ကျတဲ့လက်ပုံစံမျိုးစားဖြစ်ပါတယ်။မြေလက်ဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ ပုံမှန်ပြထားတဲ့လက်ဝါပြင်ကိုကြည့်ရင်လေးတော့ကြကြနဲ့လက်ချောင်းတွေကတိုးပါတယ်။ဒါကြောင့်သူကသစ္စာရှိပြီးအလုတ်ကိုအရန်စူးစားလေးရှိပါတယ်။မြေပြင်နဲ့နီးစပ်တက်ပါတယ်။မြေလက်လို့သတ်မှတ်ပါတယ်။ဒါပေမဲ့ဒီလိုမြေလက်ပိုင်ရှင်တွေကပြင်ပန်းမှုတော့ရှိပါမယ်။နောက်ဆုံးတစ်ခုကတော့အလွန်ချမ်းသာကြွယ်ဝစေတတ်တဲ့အမတ်အသားလက္ခဏာတင်ကြီးတပဲဖြစ်ပါတယ်။ဘုဒ္ဓူလန်းချောင်းဟာနတ်ရှိုင်းရှင်းလင်းပြီးတော့သူ့ရဲ့လမ်းတစ်ချောင်းမှာထင်သာမြင်သာရှိတဲ့တွီးကံပုံအမတ်သားတွေပါရှိနေမယ်။ လက်တန်ရဲ့အောက်ခြေဘက်မှာရှိတဲ့ဗုဒ္ဓဂျိုးခုံအသားဆိုင်နေရာလေးကလည်းပေါ်လွင်တင်ရှားနေမယ်။ဒါဆိုရင်အလွန်ချမ်းသာကြွယ်ဝစေတတ်တဲ့အမှတ်တင်ဂေတဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေမှာထိုးသူဟာလက်မြင်တက်မယ်၊လူရည်လဲမယ်။စီးပွားရေးလုပ်ငန်းတွေမှာအောင်မြင်မယ်။ဇိမ်ခံပစ္စည်းများစွာကိုလည်းပိုင်ဆိုင်မယ်။နောက်ဆုံးမှာအလွန်တက်တောက်တက်တာရှိတဲ့တင်းတောက်တင်းတယ်ဘဝမျိုးကိုပိုင်ဆိုင်ရတတ်ပါတယ်။ဒီလိုလမ်းကြောင်းမျိုးပါဖို့ကလည်းအလွန်ရှားပါတယ်။တရားမှာတယောက်ပါဖို့ခဲရင်ပါတယ်။ လူတိုင်းကံကောင်းခြင်းကြပါတယ်ကံကောင်းခြင်းရဲ့အနောက်ကကျမ်းသာခြင်းကိုလည်းလူတိုင်းကြကြပါတယ်ဒီလိုကံကောင်းခြင်းနဲ့ဆိုရင်တော့သင်ရဲ့လက်ကလေးကိုအမြဲတမ်းကြည်ထားလိုက်ပါပုံမှန်ပြထားသလိုမျိုးမြင်းတိုလေးကလက်ကလေးအောက်မှာပေါ်နေမယ်ဆိုရင်သင်တူတူချာချာကိုကံကောင်းပါလိမ့်မယ်ထီပေါ့မလားအမွေရမလားသင်ရဲ့လုပ်ငန်းတွေဝင်ငွေတိုးမလားဆိုတာကတော့လက်ရအောင်ဂျူကုံဒီလပမိုးမောင်မှုနဲ့အပြက်လန်ကင်းမှုတို့ရှိဖို့တော့လိုအပ်ပါတယ်အဲ့ဒီချက်လက်တွေနဲ့ပြေစုံနေရပါမယ်နောက်ပြီးဒီမြင်းတိုလေးက ဘာနဲ့မှမတိရပါဘူးကံလန့်ဖြတ်မြင်းနေလဲမပါရပါဘူးဒီချက်လက်တွေနဲ့အားလုံးပြည့်စုံလာမယ်ဆိုရင်တော့တင်ကထူးကဲသောကံကိုရရှိပိုင်ဆိုင်ပါလိမ့်မယ်နောက်တစ်ခုကတော့ဆောင်ရွက်သမျှအောင်မြင်ရတဲ့အကြောင်းရင်းကိုပြပေးတဲ့အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်လူတယောက်ဟာဘာပဲလို့အောင်မြင်နေမယ်ဆိုရင်အခုလိုအမှတ်အသားပါလို့ပဲဖြစ်ပါတယ်အဲ့ဒီအမှတ်အသားကကြာဘူးလည်းမဟုတ်သလိုဒိုင်းမွန်လည်းမဟုတ်ပါဘူးသူရဲ့ကံလန်းချောင်းကအတက်တစ်ခုကညာလန်းချောင်းကိုလာတိပြီးတော့ပိတ်မိပြီးတွီးကံဖြစ်တည်နေခြင်းပဲဖြစ်ပါတယ် ဒီလိုပြစ်တည်နေမယ်ဆိုရင် သူဟာသူ့ရဲ့ကြီးပွားတိုးတက်ရေးကိုပားရည်နဲ့ရည်နဲ့စဉ်စားတွေးခေါ်တတ်ပါတယ်။အဲ့လိုပါလာခဲ့မယ်ဆိုရင် သူဟာဘာပဲလှုပ်လှုပ်ပြင်းမြောက်အောင်မြင်နိုင်ပါတယ်။ဒါကြောင့်တချို့သူတွေမှာဘာမင်္ဂလာအမတ်သားမလည်းမပါအောင်မြင်လန်းကလည်းမိမ့်မိန်လေးပဲပါတယ်။ဒါပေမဲ့အောင်မြင်နေတတ်ပါတယ်။ဒီအမတ်သားကြောင့်ပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့အချစ်ရည်မှာအလဲစားခံရတဲ့သူတွေမှာပါတတ်တဲ့မဲ့ပဲဖြစ်ပါတယ်။ဘယ်နေရာကြောင့်လဲဘယ်လိုချွတ်ယွင်းမှုကြောင့်လဲ ဘာကြောင့်လဲမိကွန်အများကြီးရှိတတ်ပါလေလက်သန်အောင်ဗုဒ္ဓဂျူခုံမှာအမဲဆက်သူမဟုတ်မဲပါနေတဲ့သူကတော့အကြည့်ရေးမှာသူတပါးဆွေရင်တိတ်လွယ်တဲ့လူဖြစ်ပါတယ်အယုံလဲလွယ်တတ်သူဖြစ်ပါတယ်သူကတော့တယောက်တည်းကိုပဲဆွဲဆွဲမြဲမြဲချင်းနေတတ်ပါတယ်ချစ်သူကိုလည်းအလိုလိုက်မယ်သူ့ရဲ့တန်ရောစင်တွေလည်းအများကြီးပေးတတ်ပါတယ်သူ့ချစ်သူမျက်နာကိုလည်းအညိုးမခံတတ်ပါဘူးနောက်ပြီးသူ့ရဲ့နှလုံးလမ်းကလည်းချုံရင်ချက်တစ်ခုခုရှိနေရပါမယ် ပုံမှန်ပြထားသလိုမျိုးအောက်ကိုဆင်းနေတဲ့အခက်ကြီးကြီးတခုပါနေမယ်ဆိုရင်တော့ပိုပြီးသေးကြသွားပါပြီ။သူကခံရတဲ့သူပဲဖြစ်ပါတယ်။သူ့ချစ်သူပြစ်လို့ကြံရစ်ခဲရပါလိမ့်မယ်။ဒါမှမဟုတ်ရင်လည်းသူ့ချစ်သူရဲ့လိမ်လည်မှုကိုယုံပြီးလို့ဘဝကံမကောင်းဖြစ်ရတတ်မဲ့လက္ခဏာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမဲ့မျိုးပါပြီးနှလုံးလန်းကလည်းအပြစ်အနာစာရှိနေမယ်ဆိုရင်တတိပြုစင်ချင်းသင့်ပါတယ်။ဒီနေ့လက္ခဏာဘုသူတ္တလေးကတော့ဒီလောက်ပါပဲ။အားလုံးလက္ခဏာပညာသူတ္တတိုးပွားနိုင်ကြပါစေ။